ကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လင်းထက်ပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်နေ့တူတူကတုံးနေဖုန်းနေဖုန်းအမ်းမြဲမြဲမကုန်အောင်လှုပ်ထားရမယ့်အခြေခံအချက်ခုနှစ်ချက်ကိုဒီနေ့ပြောပြပေးတော့မှာဖြစ်လို့ဗီဒီယိုလေးအဆုံးထိလိုက်ကြည့်ပေးပါဦးခင်ဗျာကျွန်တော်ဖုန်းအောက်ကိုအဓိကကုန်စရာကတော့အဓိက main ကတော့ brightness ပေါ့နော်ကျွန်တော်ဖုန်း screen ရဲ့ brightness ကိုကျွန်တော်တရားမှာကျွန်တော်တရားလုံးထားထားရချိုးရလဲ ညအမှောင်ကြီးကိုကောင်းမှမြည်တင်ထားရောရှိတယ်။ညလုံးအတွက်လည်းမကောင်းဘူး။ဘက်ထရီအတွက်လည်းမကောင်းဘူး။လိုအပ်တယ်လို့ပေါ့အကျဉ်းဆုပ်ထားလိုက်ပါ။အဲရမ်းမှောင်တဲ့နေရာမှာအလင်းအမြည်တင်ထားတာဘက်ထရီအားကိုကုန်သွေးတဲ့အပြင်မိတ်ဆွေရဲ့မျက်စိကိုပါထိခိုက်စေမှာပါ။နောက်တစ်ခုကကျတော့ကျွန်တော် background app နော်။ background app brand နေတဲ့ background app ရှိရပါတော့။ကျွန်တော်တို့အခုထားလိုက်ပါတော့ဟွန်း YouTube ကြည့်ပြီးသွားပြီဆိုလို့ရှိရင် အဲကျွန်တော်တို့ပြန်ထွက်လိုက်တယ်ပြန်ထွက်လိုက်ရင် YouTube ကသူကရှိနေတယ်ဝင်ဝင်တဲ့နေရာကိုပြန်ရောက်အောင်ကျွန်တော်တို့ဒီ application list တွေမှာရှိနေတယ်ဒါမျိုးတွေကိုလည်းကျွန်တော်တို့မသုံးတော့ဘူးဆိုလို့ရှိရင်ရှင်းထုတ်ပြလိုက်ဖို့လိုအပ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဟာတွေကကျွန်တော်တို့ data တွေကိုထိန်းထားပြီးတာဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က YouTube ကို video clip တစ်ခုကိုကြည့်နေရပဲထားလိုက်ကိုကဒီတိုင်းပဲ screen ကိုကျွန်တော်က set ဆက်မရှင်းဘဲနဲ့ပေါ့နော် screen ဒီတိုင်းပဲထွက်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်တွေကအနောက်မှာ run နေပါတယ်ဆိုတော့ဒီဟာတွေကလည်း battery အားကိုကုန်ပြီးနိုင်လို့မလို့ကိုတုံးပြီးမတုံးတော့ဘူးဆိုတော့ application တွေရှိရင်ရှင်းပြလိုက်တာပို့ပြီးတော့ကောင်းပါနောက်တစ်ခုကကျတော့ location GPS ပေါ့နော် location GPS တွေအရယ်ကျွန်တော် battery ကို phone battery ကိုများသောအားဖြင့်အားစားရခင်ဗျာဆိုတော့ဒီ GPS တွေအဲ location တွေကိုမလိုအပ်ရင် မလိုအပ်တဲ့ application အတွက် allow မပေးထားဘဲနဲ့ပိတ်ထားတာပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့ battery server mode on ထားတာပေါ့နော်အဲ battery server mode on ထားတာကကျတော့ battery အတက်ကောင်းနေဆိုရင်ကျွန်တော်တက်မကောင်းတဲ့အချက်လေးပဲရှိတယ်အဲဘာလဲဆိုလို့ရှိရင် data ဖွင့်တဲ့နေရာမှာတော့အဲတစ်ခုခုသုံးတော့မဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ power server ဖွင့်ထားတယ်ဆိုလို့ရှိရင်အဲသုံးရတာတော့ပြုံရတာတော့ရှိတယ်တချို့ ခါလေးတွေလည်းရှိရောเนาะဒီကောင်ကတော့အကြံပေးပေမဲ့ကျွန်တော်ကတော့ပိတ်ပြီးတော့မသုံးပါဘူးနော်အဲနောက်နံပါတ်5တစ်ချက်အနေနဲ့ screen time out screen time out ကိုကျွန်တော်တို့နည်းနည်းထားထားရပဲကောင်းတယ်1.5 second တော့လကောင်3 second တော့လကောင်ဒါတော့ပဲထားထားရကောင်းပါတယ်နော်နောက်နံပါတ်6တစ်ချက်ကခင်ဗျာကျွန်တော်တို့ကအဲ unused app ကို install လုပ်ပြီး uninstall လုပ်ပြီးတာပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကိုမသုံးတော့တဲ့ application တွေကတော့ဖုန်းထဲမှာထားထားတယ် ဘာလို့မှလဲကိုမမတုံးတာဆိုတော့ဒါမျိုးတွေကိုအဲပြီးတိုင်ဖြတ်ပလိုက်တာပို့ပြီးတော့ကောင်းပါတယ်မဟုတ်ရင်ဒီကောင်ကြီးအတွက်လဲဘက်ထရီအားကျွန်တော်ခွဲပြီးပေးနေရတဲ့အတွက်သူကလဲအားကုန်စီမှာမှန်ပါပဲနောက်ဆုံးနမခုံတစ်ချက်နောက်ဆုံးတစ်ချက်နေနဲ့ကျွန်တော်ပြောချင်တာကလိုက်ပေါ်ပြပါရရှိတယ်ကျွန်တော်နေနေတင်ပေါ်မှာကြညာရတက်တယ်လိုက်ပေါ်ပြပါရတင်းကျေပြရပါတယ်ဒါမျိုးတွေဆိုလို့ရှိရင်လဲ အထောင်းမှလည်း line for paper မတုံးပါနဲ့ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီ video လေးကိုကြည့်ပြီးကြိုရှိရဆိုရင်အောက်မှာ like comment share လေးလုပ်သွားပေးပါဦးခင်ဗျာတည်ကျင်တဲ့အကြောင်းအရာရှိရင်လည်းကျွန်တော်ကိုချက်ပေါက်ကနေဖြစ်နေ comment box ကနေဖြစ်စေမေးလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်